မင်္ဂလာပါရှင်ရှမ်းအေကိုမီဒီယာကကြိုဆိုပါတယ်မန္တလေးငလျင်ကြီးတန်းကြောင့်ပြိုကျပျက်စီးခဲ့သည့်အင်းလေးဒေတာမင်းချောင်းကြီးရွာအုပ်စုအတွင်းရှိပြည်သူများတို့အလှူငွေညစ်ပစ္စည်းများပြည့်ရချင်းအခမ်းအနားကိုအေဘီလ25ရက်နေ့နက်ပိုင်းကညောင်ရွှေမြို့နယ်ကျေးစားကုန်းကြီးရွာဖုံတော်ကြီးကျောင်း၌ကျင်းပခဲ့ပါတယ်ရှိဥစွာရှမ်းပြည်နယ်စိုးရအဖွဲ့ပြည်နယ်စည်းဝိုင်းရာဝင်ကြီးဥခွန်သိမ်းပေါင်ကဒေသခံပြည်သူများအားအပိစကားပြောကြားခဲ့ပါတယ်။ ထို့နောက်စီးပွားရာဝန်ကြီးဦးခွန်သိန်းမှတိုင်းရင်းသားရာဝန်ကြီးဦးအောင်ကြည်ဝင်းနှင့်ပြည်내ဥပဒေချုပ်ဦးဆိုင်ကျော်ဆန်းတို့ကအနှွေများနှင့်ပစ္စည်းများပေးအရာဒေသခံပြည်သူများကလက်ခံရယူခဲ့ကြပါသည်။နေ့လယ်ပိုင်းတွင်ပြည်내ဝင်ကြီးများနှင့်အဖွဲ့သည်ရွာမကြီးရွာနောက်ရကြီးကျောင်းဓမ္မယုံ၌ငနေရင်တန်းတင်ပြည်သူများအားတွေ့ဆုံအပြေစကားပြောကြားပြီးအလှူငွေများနှင့်ပစ္စည်းများပေးရာဒေသခံပြည်သူများကလက်ခံရယူခဲ့ကြပါသည်။ ယနေ့အခမ်းအနားတွင်ပြိုကျပျက်စီးသွားသောနေအိမ်တစ်လုံးလျင်ခုနှစ်သိန်းလုံးဖြင့်မင်းချောင်းကြီးရွာအုပ်စုကျူညီကြီးရွာအုပ်စုငဖေးချောင်းကြီးရွာအုပ်စုများမှအင်ဂျီ156ရေအတွက်ငွေကျပ်1092သိန်းချက်ကို၎င်းရွာမကြီးရွာအုပ်စုအင်တိန်ကြီးရွာအုပ်စုကြေးပေါကုံကြီးရွာများမှအင်ဂျီ130လေးအတွက်ငွေကျပ်938သိန်းချက်ကို၎င်းပြည်ရန်လူတိုင်းကြောင်းသိရှိခဲ့ရပါသည်